က်ပေးပါမယ်။ကျမကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့ဒရင်းရန်ကျောင်းရတွေကတော့ရင်ကျင်းမှုနဲ့မနည်းသည့်လုံးရံများကြမ်းတမ်းစွာရေစော်ကစားခြင်းများရှောင်ကျဉ်ရန်ထုတ်ပြန်ဆိုရသည်မြင်ကားမြင်တမ်းတဲ့အဆောင်အုံများဘေးအနေရဲ့ကင်းရှင်းမှုစစ်ဆေးရန်ပြည်ရဆင်းရှိသူများကိုခေါ်ယူဆိုရသည် က်စီဆေးစတိုင်းသက်ဒီဇယ်ဆေးပါပြန်သက်ဆိုရတဲ့တွင်နိုင်ငံတကာသတင်းဘုံလေးနဲ့ပြည်တွင်းစက်မှုလုပ်ငန်းများအားကောက်ပွဲလို့တည်အမေရိကန်၏အခွန်သွေးမြင့်စည်းကြမ်းမှုကိုရိုင်းပြန်လည်ထိခိုက်လာဆိုရတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါအထိတ် ထမအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ရင်ကျိမှုနှင့်မညီသည့်လောက်ရက်များကြံတန်းစွာ ရေးစော်ကစားခြင်းများရှောင်ခြင်းရန်ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နှစ်တကူတကြံကာလတွင်မြမယင်ကျိမှုနှင့်မညီသည့်လောက်ရံများကြံတန်းစွာရေးစော်ကစားခြင်းများကိုရှောင်ကျဉ်ချဖို့တာနာရေးနှင့်ယင်ကျိမှုဝင်ကြီးဌာနမှနှိုးစော်ချက်ထုတ်ပြန်လိုက်ပါသည် ဒီလိုနှိုးဆော်ထားရမှာမြမရိုးရာရင်ကျိမှုဒလေးဆိုင်နဲ့ဖီလာဆန့်ကျင်တဲ့အမြင်မသင့်တဲ့ထဲနေထိုင်ပြုမှုမှုများဘာသာတရားအဆုံးမနဲ့မရောညီတဲ့ရုံရင်ကြမ်းတမ်းစွာပြောဆိုမှုများသူတပါအောင်တရားနာတရားဖြစ်စေပြီးအနေရဖြစ်စေမဲ့ကြမ်းတမ်းတဲ့ရေကစားမှုများထိပါနောက်ဆက်မှုများကိုရှောင်ကျဉ်ချရန်သူတပါထုံမဟုတ်အဖွဲ့အစည်းတွေရဲ့ခုံတိတ်ခါပြပြထိခိုက်စေရန်ထိုက်ရိုက်ဖြစ်စေတွယ်ဝရွေဖြစ်စေ ပြောဆိုခြင်းတန့်ချက်ထို ိုးခြင်းတည်ဆိုးခြင်းလှုပ်ရှားဆောင်ရွက်ခြင်းစားထည့်ပြုမှုများရှောင်ခြင်းရန်အပြင်အာယုံမှအနှောက်အယှက်ဖြစ်စေထည့်မြမယဉ်ကျေးမှုအလုံးဝစ်စားစင်ရင်မှုမျိုးဝစ်စင်ခြင်းမှစင်ခြင်းရှောင်ခြင်းရန်နှင့်အခြားနိုင်ငံသားများကမြမရိုးရာယဉ်ကျေးမှုအစဉ်အလာမဟာတကြံကို လေးစားတန်ဖိုးထားမှုရောပါစေထည့်ဇယိုင်းလက္ခဏာများတောက်စားမှုရဲ့ခြင်းတွေကို စင်ခြင်းရှောင်ခြင်းချဖို့နှိုးဆော်ထားပါထည့် ယူနက်စကိုကမ္ဘာ့ဒရမ်မဲ့အမွေအနှစ်စည်ရင်ဝင်အဖြစ်သတ်မှတ်ခံရပြီးပထမဆုံးအကြိမ်အဖြစ်မြမရှိုးရာတကြံပွဲတော်ကိုစီကားတိုင်းမြိုက်စွာကျင်းပဖို့စီစဉ်ထားပေမဲ့မက်ရှလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးရဲ့အတွက်တနိုင်ငံလုံးဝန်ထဲခြေခွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကိုရိုးရာရင်ကျေးမှုနဲ့အညီအေးချမ်းသာရသောတကြံအဖြစ်သာကျင်းပသွားမယ်လို့နိုင်ငံတော်အစိုးရကထုတ်ပြန်ကြေညာထားပါတယ်လို့သိရပါတယ်ရှင် ်။ဒုတိယသတင်းတပုတ်အနေနဲ့မြင်းကလင်းသန်းတဲ့အဆောင်အုံများဘေးရနေရဲ့ကင်းရှင်းမှုစစ်ဆေးရန်ပီးရဆင်းရှိသူများကို ခေါ်ယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိမြင်းကလင်းတန်းတဲ့အဆောင်အုံတွေရဲ့ဘေးရန်ရဲကင်းရှင်းမှုစစ်ဆေးဖို့အတွက်အင်ဂျင်နီယာမျိုးပြပြီးအဆင့်ရှိတဲ့သူတွေကိုမန္တလေးမြို့ရောစီပင်တာယာရေးကော်မတီကခေါ်ယူလျက်ရှိပါသည် မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီအနေနဲ့မြင်းကလင်းသန်းတင်အဆောင်အုံများဘေးရန်ရဲ့ကင်းရှင်းမှုစစ်ဆေးရေးကော်မတီအောင်အင်ဂျင်နီယာမျိုးပြပြီးအဆင့်ရရှိသူတွေနဲ့ဖွဲ့စည်းပြီးအဆောင်အုံတွေရဲ့ဘေးရန်ရဲ့ကင်းရှင်းမှုတွေကိုစစ်ဆေးပေးသွားမှာဖြစ်တာကြောင့်အခုလိုခေါ်ယူနေတာဖြစ်ပါသေး မန်လေးမြို့တော်စီပင်သားရရေးကော်မတီအနေနဲ့မြင်းကလင်းထန်းတင်အဆောင်များဘေးရန်ရဲကင်းရှင်းမှုစစ်ဆေးရေးကော်မတီအောင်အင်ဂျင်နီယာမျိုးပြပြီးအဆင့်ရရှိသူတွေနဲ့ဖွဲ့စည်းပြီးအဆောင်အုံတွေရဲ့ဘေးရန်ရဲကင်းရှင်းမှုကိုစစ်ဆေးပေးသွားမှာဖြစ်တာကြောင့်အခုလိုခေါ်ယူနေတာဖြစ်ပါတယ်။ အဆိုပါစစ်ဆေးရေးကော်မတီကလူနေအိမ်များစာတင်ချောင်းများသာသနိကအဆောက်အုံများဝင်ကြီးဌာနရုံးအသီးသီးအားပြန်လည်နေထိုင်ရသုံးပြုခွင့်နဲ့ပတ်သက်တဲ့သတ်မှတ်ထားရှိပြီးဖြစ်တဲ့စစ်ဆေးမှုတွေကိုပြုလုပ်ပေးမှာဖြစ်ပြီးစစ်ဆေးပြီးပါကနေထိုင်ခွင့်ကိစ္စအားစစ်ဆေးဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် PE အဆင့်ရှိတဲ့မန်လေးတိုင်းအင်ဂျင်နီယာမျိုးပြထွေအနေနဲ့စီစစ်ရေးအဖွဲ့မှပအဝင်ကူညီဆောင်ရွက်နိုင်ဖို့မန်လေးမြို့တော်စီပင်သားရဲကော်မတီရုံးသို့ အမြန်ဆုံးသတင်းပေးချဖို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးဓာတ်ဆီဆေးစတိုက်တဲ့ဒီဇယ်ဆေးပါပြန်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗက်စီဆေးတွေသုံးပတ်ဆက်တိုက်တက်ပြီးတလားကျော်ကြာကြာဆင်းခဲ့တဲ့ဒီဆေးဆေးတွေလည်းအခုတစ်ပတ်မှအနည်းငယ်ပြန်လည်မြင့်တက်လာသေးလို့73ဆေးတင်သွင်းတိုးလောင်းပြန်ပြိုးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါထိပြီးခဲ့တဲ့နှစ်ပတ်ကတလီတာကို15ချက်ဝင်းကျင်အထိမြင့်တက်ခဲ့တဲ့92နဲ့95တက်စီဈေးနှုန်းတွေဟာအခုအပတ်မှာတော့50ချက်ကနေ60ချက်အထိထပ်မံပြန်လည်မြင့်တက်လာပါထိပ် ဒီဆဲဆေးဟာ6ပတ်အတွင်းမှာတလီတောင်ကို240ချက်ကနေ305ချက်အထိကျဆင်းခဲ့ပြီးအခုတစ်ပတ်မှာထော်တလီတောင်ကို30ချက်စီနဲ့ပြန်လည်မြင့်တက်ခဲ့ပါတဲ့ကဘာရှိနေအစိမ့်စိမ့်နှုံထွေကားထော်ယမန်နေ့ကတစီကို63.53ညအထိရှိနေပြီးတပတ်တာအတွင်း5ဒေါ်လာကျော်ဝင်းချင်အထိဈေးကျဆင်းလာတယ်လို့သိရပါတယ် ပြည်တွင်းနိုင်ငံအကြောင်းငွေလဲနှုန်းအနည်းနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4450ကျပ်အထိရှိနေပြီးတပတ်တာအတွင်းဒေါ်လာကို20ကျပ်ဝန်းကျင်အထိပြန်လည်မြင့်တက်လာပါတယ်စတုံးစီစေးကွက်ထဲမှာတော့လျှက်စစ်မီလာချိန်များလာပင်မဲ့ငလင်ဘေးရလူသွားရောက်မှုများပြားထားတချမ်းရုံပိတ်ရကာလခရီးသွားများပြားထားကြောင့်အယောင်းဝယ်ကောင်းနေတယ်လို့ဆိုပါထင် ြည်ရင်း73စီထွေရဲ့အခုတပတ်ရည်ညွန်းဈေးတွေကတော့92တလီတာကို3050ကျပ်95တလီတာကို3130ကျပ်ဒီဇယ်စီတလီတာကို2590ကျပ်ပရီမီယံဒီဇယ်စီတလီတာကို3200ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်လေးနဲ့ ပြည်တွင်းစက်မှုလုပ်ငန်းများအားကောက်ွက်လို့သည့်အမေရိကန်၏ရခွန်သွမြင်စည်းကြမ်းမှုကိုရိုင်းပြန်လည်ထိခိုက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းစက်မှုလုပ်ငန်းများကိုကောက်ွက်ရန်ရည်ရွယ်တဲ့အမေရိကန်ခွန်သွမြင်စည်းကြမ်းမှုတွေဟာပြည်တွင်းနည်းပညာကဏ္ဍကိုပဲစိုးစိုးရွားရွားထိခိုက်လာစေပြီးနမဲကြီးလုပ်ငန်းတွေဟာစျေးရိပ်မြန်မာချင်းဈေးကွက်နယ်လာချင်း ကုန်းတွယ်ဖက်များမှတုတ်ပြန်ဆောင်ရွက်ချင်းထိုးနဲ့ရင်ဆိုင်လာရပါသည်ဒီလိုအခွန်သွုံးမြင်ချင်းချောင်းဈေးနှုန်းကွင်းဆက်မြင့်တက်လာခြင်းကုန်ချမ်းကွင်းဆက်ထိခိုက်ခြင်းအမေရိကရဲ့ကမ္ဘာလုံးဆိုင်ရာနည်းပညာရှင်ပြိုင်မှုကြာဆင်းခြင်းတို့ဖြစ်လာစေနိုင်တယ်လို့စမ်းစစ်သူများကသတိပေးလာပါသည် အမေရိကမှာအကြီးမားဆုံးနှိပညာကုမ္ပဏီကြီးခုနှစ်ခုမှငါးခုကအမျက်ငွေတဝက်ကြောင့်ကိုနိုင်ငံခြားဈေးကွက်ကနေရရှိတာဖြစ်ပြီးအခွန်အစည်းကျမှုတွေကြောင့်ထိခိုက်လာမှာဖြစ်ပါတယ်။ အမေရိကန်ရဲ့အခွန်စည်းကမ်းမှု policy ကြောင့်အမေရိကန်နည်းပညာကုမ္ပဏီတွေအတွက်စရိတ်ပိုကြီးလာနိုင်သလိုဝယ်ယူသုံးစွဲမှုတွေလည်းရောကျသွားနိုင်မှာထင်အခွန်သုံးမြင်စည်းကမ်းမှုတွေကြောင့်မှနိုင်ငံအများပြားကစီးပွားရေးနှောင့်နှေးလာပြီးဈေးကွက်ချဆင်းလာနိုင်တယ်လို့ဘေကျင်းရှိနိုင်ငံတကာလုပ်ငန်းနယ်စီးပွားရေးတက္ကသိုလ်မှ professor ကိုယ်ဖန်ကပြောပါထင် ဥရောပခေါင်းဆောင်တွေကလက်တော့ပြန်တဲ့အနေနဲ့အမေရိကရဲ့ digital ဝန်ဆောင်မှုအခြေစိုက်တွေကိုပြစ်မှတ်ထားလာပါအထိတ်ပြီးခဲ့တဲ့လကဥရောပသမဂ္ဂက Google အမှုရင်းကုမ္ပဏီ Alphabet ကို digital ဈေးကွက်အဥပဒေနဲ့မညီဘူးဆိုပြီးဆွဆွဲခဲ့ပါအထိတ်ကျင့်သက်သမ္မတဂျာမနီနိုင်ငံဒူဝက်တီပရီတိုကလည်းအမေရိကန်ဟာဒီဂျစ်တယ်ဝန်ဆောင်မှုတွေမှာ ကိုရိုင်းယားကျိုးရှိရေးကိုသာရှေးရှုလှုပ်ဆောင်နေတယ်လို့ဝေဖန်ထားပါတယ်။ ကမ္ဘာပေါ်ကအကြီးမားဆုံးနည်းပညာကုမ္ပဏီတွေအနေနဲ့တက်ရောက်မှုထမ်းခိုးကြိုတင်ပြင်ဆင်ဖို့လိုနေတယ်လို့စက်တဲ့တီးထွင်းမှုအပိုင်းသုံးဆွဲသူစေနှုံကမ္ဘာကုန်းသွယ်ရေးထိုးမှာထော့မရေမရာဖြစ်လာပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါထိန်ကြီးရှုအောင်ပြီးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you